ရုရှားနဲ့ယူကရိန်းကြားအမေရိကန်စစ်ဆက်ဝင်ရောက်ဆွေးနွေးမှုနဲ့ရခဲ့တဲ့ပင်လယ်နက်အပြည့်အမဲ့ကိစ္စကိုနှစ်ဖက်လုံးကနားလည်မှုကွဲလွဲနေတယ်လို့သိရပါတယ်။အမေရိကန်ရဲ့ဂျာဝင်စစ်စမှုနဲ့ရုရှားနဲ့ယူကရိန်းကြားပင်လယ်နက်မှာပြည့်ရဖို့သဘောတူပြီးတော့အမေရိကန်ကမနေ့ကကြေညာခဲ့ပေမဲ့ရုရှားနဲ့ယူကရိန်းကြားမှာဒိဗ်ပဲဖွင့်ဆိုမှုတွေကကွဲပြားနေပြန်ပါတယ်။ရုရှားဟာပင်လယ်နက်သဘောတူညီချက်အကျိုးသက်ရောက်မှုမရှိခင်သူတို့အပေါ်ပိတ်ဆို့ရည်ရွယ်မှုတွေဖယ်ရှားရမယ်လို့ပြောပါတယ်။ရုရှားပြောတာက ရုရှားဗန်နီအပေါ်ပိတ်ဆို့အရေးယူမှုတွေဖယ်ရှားရမယ်။မန်နေဂျာကငွေကြေးဆိုင်ရာကွန်ရက်ထဲကိုအပြည့်အဝပြန်လဲချိတ်ဆက်ပြီးမှသာသဘောတူညီချက်ကအကျိုးသက်ရောက်မယ်လို့ဖော်ပြထားပါတယ်။ယူကရိန်းသမ္မတဇီလန်စကီဘက်ကတော့ရုရှားဟာအမေရိကန်ညှိနှိုင်းသူတွေနဲ့ဆွေးနွေးပွဲရလဒ်ကိုလိမ်ညာနေတယ်လို့ဆွဆွဲပါတယ်။ကရမလင်ကထပ်ပြီးလိမ်ညာနေတယ်။ပင်လယ်နက်အပြစ်ခတ်ရစေးဟာပိတ်ဆို့အရေးယူမှုတွေပေါ်မူတည်တယ်ဆိုတာနဲ့ဆွေးရင်ဆိုင်ရာပြစ်ခတ်ရစေးကိုမလ16ရက်နေ့ကတည်းကစတင်ခဲ့တယ်ဆိုတာတွေကလိမ်ညာတာပါပဲ။ မော်စကိုဟာအမြဲတမ်းလိမ်နေတာပါလို့ယူကရိန်းပြည်သူတွေကိုပြောတဲ့ညစင်မိန်ကမှဇလန်စကီကထည့်သွင်းပြောပါတယ်။အင်ဂျီရောထုတ်ပြန်တဲ့ထုတ်ပြန်ချက်ဟာလုံးဝရှင်းလင်းတယ်လို့ဆက်ပြောပါတယ်။ရုရှားကိုထပ်မံလိမ်ညာခွင့်ပေးမလားဆိုတာကကမ္ဘာကြီးနဲ့ငင်းချင်းရေးကိုတကယ်လိုလားတဲ့သူတွေပေါ်မှာမူတည်ပါတယ်။ပူတင်ကိုမယုံကြပါနဲ့ဆိုပြီးဇီလန်စကီကတော့ထက်လောင်းပြောကြားသွားတာဖြစ်ပါတယ်။ ဇလန်စကီရဲ့အဲ့ဒီလိုမျိုးပြောကြားချက်တွေကြောင့်ငြိမ်းချမ်းရေးဟာဘလို့မှမရနိုင်ပါဘူးလို့ရုရှားကရမင်ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ဒီမီထရီပက်စကော့ကဆိုပါတယ်ဒါကြောင့်အမေရိကန်ကလှုပ်ဆောင်ပေးနေတဲ့ငြိမ်းချမ်းရေးကိုဖျက်လို့ဖျက်စီးလုပ်တဲ့ပထမဦးဆုံးဟာရုရှားယူကရိန်းဘက်ကပဲဖြစ်တယ်ဆိုပြီးတော့ဒီမီထရီပက်စကော့ကဆိုပါတယ် အဲ့ဒီလိုမျိုးဆေးဆက်ညှိနှိုင်းပြီးရတာမှာယူကရိန်းဘက်ကမြောက်တွင်နဲ့ပြစ်မှတ်ထားတိုက်ခိုက်လို့ယူကရိန်းရှေ့ပိုင်းလူဟန်ဒေသမှာရှိတဲ့ရုရှားအစိုးရထိန်းချုပ်ထားတဲ့အစိတ်ပိုင်းမှာတာဝန်ကျနေတဲ့တရေတော်နှစ်ယောက်နဲ့ဂျင်ပေါင်းပါဝင်လူ6ယောက်တိတ်ဆုံးခဲ့တယ်လို့ရုရှားအနာပိုင်းကပြောပါတယ်ရုရှားနိုင်ငံအီဇေယာရှာမီဒီယာကစစ်သတင်းထောက်အလက်ဇန္ဒားဖက်ဒါချန်နယ်ကင်မရာသမားအန်ဒရီဘာနော့သူတို့ဟာရုပ်သံလိုင်းအတွက်အလုပ်လုပ်နေတဲ့အချိန်သူတို့ရဲ့ရင်မောင်းဟာတေဆုံးခဲ့တယ်လို့ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကပြောပါတယ် စပန်ဒါယုတ်တန်ကတခြားသတင်းတော့နီကီတာဂေါ်ဒင်ကတော့ဒဏ်ရာပြင်းထန်ရပါတယ်ဒီတက်ခိုက်မှုကိုယူကရိန်းဆိုရဟာအမြောက်တွေနဲ့အတီးအကျချိန်ရွယ်ဖြစ်ခဲ့တယ်လို့ရုရှားနိုင်ငံကြေးရေးဝန်ကြီးဌာနကပြောပါတယ်ရုရှားနိုင်ငံကြေးရေးဝန်ကြီးဌာနပြောခွင့်ရမျိုးသမီးဇာခါရိုဘာကသတင်းတော့တွေနဲ့အတူဂျိုဒင်သတ်မှတ်ထားတဲ့ရက်သားရင်ပေါ်မှာတိကျတဲ့ MLRS ခရမ်းအနေနဲ့ချိန်ရွယ်ဖြစ်ခဲ့ခဲ့တယ်လို့ဆိုပါတယ်ရုရှားသတင်းတွေကိုအတိအကျတိမပြုတ်နိုင်သေးပါဘူးယူကရိန်းသမ္မတရုံးနဲ့နိုင်ငံသားရေးဝန်ကြီးဌာနတို့ကမှတ်ချက်ပေးဖို့တောင်းဆိုချက်ကိုယုံကြည်ပြမမှာချက်ချင်းမတုံ့ပြန်ပါဘူး ရုရှားနဲ့အမေရိကန်ကြားဆစ်ဆစ်ညီလိုက်မှုတွေဟာသုံးနှစ်ကြာစစ်ပွဲမှာပြစ်ခတ်ရဆဲရေးအတွက်ဖြစ်နိုင်ခြေရှိတဲ့ဒဇိတပိုင်းအပြစ်ခတ်ရဆဲရေးဆွေးနွေးဖို့ဆော်ဒီနိုင်ငံမှာတွေ့ဆုံဆွေးနွေးနေပါတယ်။လူဝဲနေသားမှာရုရှားအခမ်းအနားနဲ့အုပ်ချုပ်ရေးမှုလီယိုနက်ပါဆက်ရှင်ကတော့ယူကရိန်းပြစ်ခတ်မှုကြောင့်လူ6ယောက်သေဆုံးတယ်ပြောပါတယ်။တရင်တော့နဲ့ရင်မောင်းနေပြင်းနောက်ထပ်၃ရောက်ကဘသူတွေတည်ဆုံးလဲဆိုတော့ထဲ့သွင်းပြောဆိုသွားခြင်းမရှိဘူးလို့သိရပါတယ်။